မင်္ဂလာပါရှင်ခေတ္တတရင်ဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောမရှင် BTF ပူပေါင်းတပ်များနှင့်ထုံလင်းရေးတပ်များတိုက်ပွဲဖြစ်ပြီးစစ်သား၁၀ဦးထပ်မင်းဒဏ်ရာရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကရင်ပြည်နယ်အတွင်းမောင်လာကျိုင်ဦးဆောင်တဲ့ BGF အဖွဲ့စစ်ကော်မရှင်ပူးပေါင်းအင်အား3000ခန့်နဲ့တိုက်ပွဲဖြစ်ပွားပြီးစစ်သား10ယောက်ထပ်မံနေထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Flat Dragon Column ကသတင်းထုတ်ပြန်ထားပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလ26ရက်နေ့မှာအထက်ပါစစ်အုပ်စုနဲ့မီတာ100ခန့်အကွာကနေနှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်သားဆယ်ယောက်ထံမှနေထိခိုက်ဒဏ်ရာရရှိသွားကာတော်လန်ရဲရဲဘော်6ယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကော်မရှင် BTF ပူပေါင်းအဖွဲ့ဟာလက်နက်ကြီး drone နဲ့စစ်ကူအင်အားအများပြအုံပြုကာစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲလေးရက်တာကြာမြင့်ခဲ့တယ်လို့သိရပါတယ်။ စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေဟာထပ်မံအင်အားဖြည့်တင်ပြီးရှေ့သို့စစ်ကြောင်းထိုးဝင်ရောက်လာနေတဲ့အတွက်ခဲယမ်းဖြည့်တင်နိုင်ဖို့နဲ့တန်ရာရရေပေါ်တွေကိုစေဝါကူတာပေးနိုင်ဖို့အခုညီလိုအပ်နေတယ်လို့လဲ Flat Dragon ခေါ်လံကအသိပေးထုတ်ပြန်ထားပါတယ်။ဆလဘီစစ်ကြောင်းထိုးပြီးပြန်လာသည့်စစ်အုပ်စုကားများကိုတရက်မင်းလာလန်ပိုင်းတွင်ခြုံခိုတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။မကွေတိုင်းတရက်မင်းလာလန်ပိုင်မှာကျေးရွာများကိုစစ်ကြောင်းထိုးပြီးပြန်လာတဲ့အကြံဖက်စစ်ကားတန်းကိုခြုံခိုးတိုက်ခိုက်ရာကားပေါ်ပါလာတဲ့စစ်ကော်မရှင်တပ်သား6ယောက်တေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ73ယောက်ရှိခဲ့တယ်လို့ဗမာပြည်ကာကွယ်ရေးတပ် USPA ပြန်ကြားရေးတာဝန်ခံကိုတာချိုကသတင်းဌာနကိုပြောပါတယ်။အော်တိုဘားလ2ရက်မနေ့ညပိုင်းမှာအထက်မင်းလာမြို့နယ်လင်းကယ်ရေစခန်းအနီးတဝိုင်းခြေရွာရီစီစစ်ကြောင်းထိုးပြီးပြန်လာတဲ့အင်အားတရာခန့်ပါစစ်စိမ်းရောင်ဖောကားလေးစီကိုတရက်မင်းလာလမ်းပိုင်းရဲ့တဟက်ပင်ရေနှံမော်အနီးမှာ USPA တပ်ဖွဲ့ဝင်တွေက3မိနစ်တာခြုံကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ တော်လရေးတပ်ဖွဲ့ဝင်တွေကအသင်းဆောင်ကြိုပြီးလက်ဦးမှုရယူတိုက်ခိုက်နိုင်ခဲ့တာကြောင့်၃မိနစ်တာပြစ်ခတ်မှုအတွင်ကားပေါ်ပါလာတဲ့အကြမ်းဖက်စစ်သားတွေကပြန်လည်ပြစ်ခတ်နိုင်တာမျိုးမရှိဘဲထိခိုက်ဒေဆုံးမှုတွေသာရှိခဲ့ပါတယ်။ဒါပေမဲ့ပြစ်ခတ်နေခြင်းအတွင်တိုက်ပွဲနေရတဲ့အရက်သားကုန်တင်ကားတစ်စီးဝင်ရောက်လာတာကြောင့်အနောက်ရှက်ဖြစ်ခဲ့ရကြောင်းနဲ့ကားကိုရှောင်ပြီးပြစ်ခတ်ခဲ့ရတယ်လို့လည်းမမပြီကာကွယ်ရေးတပ် USBA ပြန်ကြားရေးတာဝန်ခံကိုသာချူကပြောပါတယ်။ အကြံဖက်စစ်ကော်မရှင်တပ်သားတွေဟာအထက်မင်းလားမြို့နယ်လင်းကဲရဲစခန်းအနီးပတ်ဝန်းကျင်ရွာတွေကိုပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းညာအိတ်စစ်ကြောင်းတွေထိုးနေခဲ့ပြီးကာပါစနှစ်မလုံကိုပြန်လည်ဆုတ်ခွာလာရမှာအခုလိုတိုက်ခိုက်ခံရတာဖြစ်ပါတယ်စစ်ကော်မရှင်ကားတွေဟာတိုက်ခိုက်ခံရတဲ့နေရာကနေရက်တက်ခြင်းမရှိဘဲတဟပ်ပင်ရေနံမော်ရောက်တဲ့အထိအရှိန်မြင့်မောင်းပြေးခဲ့ပြီးရေနံမော်ရောက်ကမှလက်နက်ကြီးတွေနဲ့ကောင်တာပြန်လည်ပြစ်ခတ်တာမျိုးတွေလုံဆောင်ခဲ့တယ်လို့သိရပါတယ်ဒါပြင်ကာပါစနှစ်ရှိရာကိုပြန်ရလန်တစ်လျှောက်မှလည်း မဲမဲမြင်ရရန်တန့်ပြစ်ခတ်သွားသလိုထိခိုက်ဒေဆုံးသူတွေကိုကပ္ပဆာနှစ်ထဲမှာပဲကြိတ်ပြီးကုသနေရတယ်လို့လဲဗမာပြည်ကာကွယ်ရေးတပ် USPA ပြန်ကြားရေးတာဝန်ခံကိုသာချိုကပြောပါတယ်အထိနာသွားတဲ့အကြံဖက်စစ်ကော်မရှင်ကတိုက်ပွဲဖြစ်ပွားရာတဟက်ပင်ရေနံမော်အနီးနားကိုစစ်ကြောင်းထိုးတာလေကြောင်းတိုက်တာမျိုးတွေလှုပ်ဆောင်နိုင်တာကြောင့်အရက်သားတွေအနေနဲ့ကြိုတင်ပြင်ဆင်တဲ့နယ်လို့ဗမာပြည်ကာကွယ်ရေးတပ် USPA ကထုတ်ပြန်ထားပါတယ် တိုက်ခိုက်ခံရတဲ့နေမျိုးကိုမကြခင်စစ်ကြောင်းထုတ်ပြီးနေမျိုးလာရှင်းမယ်ဆိုပြီးအပြန်လန်းတလျှောက်ကစစ်တပ်ထောက်ခံအားပေးသူတွေကိုအားပေးစကားပြောသွားပါတယ်။အခြားဒေသခံတွေကတော့တွေးကြသေးတာပေါ်ဆိုပြီးချိန်မောင်းသွားပါတယ်လို့ပြန်ကြားရေးတာဝန်ခံကုသချူကသတင်းဌာနကိုပြောပါတယ်။ဒါပြင်ခရီးသွားပြည်သူတွေအနေနဲ့အကြံဖက်စစ်အုပ်စုကားရန်တွေနဲ့မီတာ300အတွင်းအနီးကပ်လိုက်ပါတာမျိုးလုံးဝမလုပ်ကြဘူးနဲ့ပြစ်ခတ်တံတွေကြားရင်ဘေးကင်းရအရမှာပဲခိတရရနာပေးထားကြဖို့သူကတိုက်တွန်းထားပါတယ်။ ဆလဘီမန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတော်သို့မင်းအောင်လိုင်တက်ရောက်မည်ဖြစ်၍တက်မြည်သူများ၏ကိုရေးအကျင့်နောက်ကျောင်းရာဇဝင်များစီစစ်ပြီးလုံခြုံရေးအထူးတင်းကျပ်ခါ drone gas နှင့်ဂျမ်းမာများအများအပြားချထားရည်ဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရင်မန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတော်သို့အချမ်းဖတ်မင်းအောင်လိုင်တက်ရောက်မည်ဖြစ်၍တက်မြည်ကျောင်းသားကျောင်းသူများဆရာဆရာမများနှင့်မန္တလေးမြို့ကန်များ၏ ခိုးရေးအကျဉ်းနောက်ကျောင်းရာဇဝင်များကိုစစ်တပ်ကအထူးစစ်ဆေးပြီးလုံခြုံရေးအထူးတင်းကျပ်ထားကြောင်းမန္တလေးတက္ကသိုလ်မှဆရာဆရာမအတိုင်းဝိုင်းကပြောဆိုပါတယ်။မနက်ဖြန်အော်တိုဘားလ၄ရက်နေ့တွင်မန္တလေးမြို့မဟာအောင်မြင်မြို့နယ်83လမ်းပေါ်ရှိမန္တလေးတက္ကသိုလ်တွင်ရာပြည့်အခမ်းအနားဖွင့်ပွဲနှင့်ဆက်ဆက်အခမ်းအနားကိုကျင်းပပြုလုပ်မည်ဖြစ်ကြောင်းမန္တလေးတက္ကသိုလ်ရာပြည့်ပွဲတော်သို့မင်းအောင်လှိုင်နှင့်မိမကျူကျူလာတို့ကလာရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း ထိုခန်းနာတက်ရောက်မိသူအလုံးဤခိုးရီအချင်းများကိုစစ်ဖက်ရေးရလုံခြုံရေးတပ်ဖွဲ့ကစီစစ်ပြီးစီရီယံဝန်ထမ်းများနှင့်အမျိုးတော်သူများဆွေမျိုးတွင်နိုင်ငံရေးအမှုဖြင့်ထောင်ချထားသူများတွေ့ရှိပါကတက်ရောက်ခွင့်မပြုကြောင်းသိရပါသည်ခိုးရီအချင်းတင်ပြရတယ်အဲ့ဒီမှာအမျိုးထဲမှာစီရီယံဝန်ထမ်းရှိတာနိုင်ငံရေးအမှုနဲ့ထောင်ချတာရှိရင်ပေးမတတ်ဘူးအခုထပ်တီးတော့တည်ထားတာကတက်ထိတ်ဆောင်ကပုတ်ကိုမင်းအောင်လိုင်းလာရောက်တတ်မယ်ဖွင့်ပွဲလုပ်မယ်လို့ပဲတည်ထားပါတယ် တကယ်တက်မတက်ကတော့မနဲ့ပြန်စောင့်ကြည့်ပေါ့ပြီးတော့ဖုန်းတွေလည်းစစ်တိမ်ရှားပြေပွဲတဲ့ကိုဖုန်းအောင်ပြီးသေးပါမလားမသိဘူးဟုမန္တလေးတက္ကသိုလ်မှမိပြဆရာတအူကပြောဆိုပါတယ်ထို့ပြင်မန္တလေးတက္ကသိုလ်ပတ်ဝန်းကျင်တွင် drone ကျမများ drone guard များကိုလည်းခြားထားပြီးဆက်သွယ်ရေးဖြတ်တောက်ဆက်များတက်ဆင်ထားသောကားများကိုလည်းမန္တလေးမြို့တွင်လှည့်လည်ကြီးဖြစ်ကြောင်းမီးအောင်လိုက်တက်ရောက်ချိန်တွင် drone ဖြင့်လာရောက်ဖုန်းကျင်းမိကိုစစ်တပ်ကစိုးရိမ်သက်ဖြင့်ဆက်သွယ်ရေးဖြတ်တောက်ဆက်များစွာခြားထားခြင်းဖြစ်ကြောင်းသိရပါတယ် မန္တလေးတက္ကသိုလ်သည်1925ခုနှစ်ဇူလိုင်လ4ရက်နေ့တွင်မန္တလေးဥပစာကောလိပ်ကိုစတင်ဖွင့်လှစ်ခဲ့တဲ့ဖြင့်နှစ်တရာပြည့်ခဲ့ပြီဖြစ်ကြောင်းသိရပါသည်။ဆလဘီစစ်တပ်ကထုတ်လုပ်ထားသောအီလက်ထရောနစ်မဲပေးစာများကိုမဲခိုးမဲလိမ်နိုင်သည်ဟုပြောဆိုပါကချက်ချင်းဖန်းစီအရေးယူရန်ညွှန်ကြားတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။အချံဖက်စစ်တပ်ကထုတ်လုပ်ထားသောအီလက်ထရောနစ်မဲပေးစံများကမဲခိုးနိုင်ပြီးမဲပေးမှုမမှန်ကန်နိုင်ဆိုသောပြောဆိုမှုများနှင့် လူမှုကိုရက်တွင်ရေးသားဖြန့်ဝေမှုများပေါ်ပေါက်လာလျင်ချက်ချင်းဖန်စီအရေးယူမှုများဆောင်ရွက်ရန်စစ်တလအောက်ခံရွေးကောက်ပွဲကော်မရှင်ကတပ်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အစဉ်စဉ်ကိုညွှန်ကြားထားကြောင်းသိရပါသည်။အကြံပတ်စစ်တပ်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့စတင်ကျင်းပမယ့်2025ရွေးကောက်ပွဲတွင် electronic မဲပေးဆက်များကိုအသုံးပြုမည်ဖြစ်ပြီးတနင်္ဂနွေလုံးအတိုင်းအတာဖြင့်မဲပေးဆက်အနည်းဆုံး9000ကိုအသုံးပြုမည်ဖြစ်ကြောင်း ရင်းမဲ့ပိဆက်များမှာစစ်တပ်ကအ धिक တာဝန်ယူထုတ်လုပ်နေခြင်းဖြစ်ပြီးရင်းဆက်များမှာမဲမတမမှုလှုပ်ရန်မဖြစ်နိုင်ကြောင်းထို့ကြောင့်မဲပိဆက်များဖြင့်မဲခိုးနိုင်သည်ဟု၎င်းစန္နာမဲများကိုမှမမကန်လှုံ့ဆော်မိဟု၎င်းပြောဆိုမှုများနှင့်လူမှုကွန်ရက်တွင်ရေးသားမှုများကိုဖော်ထုတ်အရေးယူရန်ညွှန်ကြားလာကြောင်းသိရှိရပါသည်မဲပိဆက်တွေကအရန်တိကျပြီးတော့မဲရည်တွက်မှုနဲ့ရလတ်ကိုချက်ချင်းထုတ်ပြန်နိုင်တယ်။အဲဒါကြောင့်မဲပိဆက်ကိုမဲခိုးနိုင်တဲ့ မဲလိနိုင်တယ်လို့ပြောဆိုတာတွေလူမှုကွန်ရက်မှာရေးသားတာတွေကိုရွေးကောက်ပွဲဥပဒေနဲ့အရေးယူဖို့ညွှန်ကြားတာရှိပါတယ်။မြို့နယ်ရွေးကောက်ပွဲကော်မရှင်နဲ့နှီးဆက်သောသတင်းရင်းမြစ်ကပြောဆိုပါတယ်။ထို့ပြင်ရွေးကောက်ပွဲကာလအတွင်းမဲပေးဆက်ဖြင့်မဲပေးရာတွင်မဲပေးချက်ဖော်ပြသည့်စမပြသသည့်ဆန္ဒမဲဖြတ်ပိုင်းတွင်မိမိမဲပေးထားသည့်လွှတ်တော်ကိုယ်စားလှယ်လောက်အမည်နှင့်သင်္ကေတအမှတ်အသားမဟုတ်ဘဲအခြားလွှတ်တော်ကိုယ်စားလှယ်လောက်အမည်နှင့်သင်္ကေတအမှတ်အသားကိုမှားယွင်းဖော်ပြသည်ဟုမမှန်မကန်တိုင်ကြားလျင်ထောင်ဒဏ်၃နှစ်သို့မဟုတ် ငွေရန်3သိန်းတို့မဟုတ်ဒဏ်တစ်ရက်လုံးချမှတ်နိုင်ကြောင်းလွှတ်တော်ရွေးကောက်ပွဲဥပဒေများတွင်ပြဋ္ဌာန်းထားပါတယ်။မဲပေးဆက်နဲ့ပတ်သက်လို့မှန်မှန်မကန်ပြောတာတွေကိုလုံးဝသိမခန့်ဘူးလို့ပြောတယ်။မဲပေးဆက်ဆိုတာအရန်တိကျမှန်ကန်တယ်လို့အစမ်းမဲပေးလေးချက်ပွဲမှာကော်မရှင်လူကြီးကပြောတယ်။မိမိပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်မဲပေးဆက်နဲ့ပတ်သက်လို့မမမကန်တာတွေမပြောဖို့တင်နန်းမှာတတိပေးတဲ့ဟူမဲပေးဆက်အစမ်းလေးကြည့်ရေးပွဲတို့တင်နန်းတက်ခရရသောအထက်တန်းចောင်းဆရာမတအူကပြောပါတယ် အကြံဖတ်မရောက်လိုက်သည့် electronic မဲပေးစံများသည်တိကျမှန်ကန်ပြီးမဲလိန်နှင့်မဲမတက်မှမှုများမဖြစ်နိုင်ကြောင်းမကြာခဏဆိုသလိုထုတ်ဖော်ပြောဆိုလေးရှိပါသည်။ဆလပီးစစ်ကော်မရှင်ကစစ်မှုရန်ဥပဒေအပအဝင်တပ်သားအဖြစ်အတင်းအဓမ္မစုဆောင်းထားသူများကိုမူရစေဆွဲစေ၍လူသားတိုင်းအဖြစ်အုံပြုနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါသည်။အာဏာသိမ်းစစ်ကော်မရှင်က၎င်းတို့ပြဋ္ဌာန်းထားသောပြည်သူ့စစ်မှုရေးဥပဒေအပအဝင်တပ်သားတဲ့အဖြစ်အတင်းအဓမ္မစုဆောင်းထားသူများကို မူးယစ်ဆေးဆွဲစီပြီးတိုက်ပွဲများတွင်လူသားတိုင်းသဖွဲ့အုံပြုကအသေးခံခိုင်းနေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG EOS နှင့်တော်လိုင်းအင်အားစုများထံမှသိရပါသည်ခုခံတော်လှန်မှုများကြောင်းတပ်အင်အားလျှော်နေလာသောစစ်ကော်မရှင်သည်နိုင်ငံတော်ဝန်စစ်ရှိန်မြင့်ပုံကျဲတိုက်ခိုက်နေသလိုမြေပြင်စစ်ကြောင်းများထိုးရာတွင်လည်းထိုကဲ့သို့အမိန့်ပေးလုံဆောင်နေခြင်းဖြစ်ကြောင်းအလင်းဝင်လာသည့်စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကတပ်ဆိုင်ရာတော်လှန်ရေးအဖွဲ့အစည်းများထံထွက်ဆိုထားပါသည်အဆိုပါအခြေအနေများကို ကရင်ရှမ်းရခိုင် ကချင်စကိုင်းစသည့်နေရာများရှိတိုက်ပွဲများတွင်တွေ့ရှိရပြီးလက်ရဖန်စီရမိသည့်စစ်တုံးပန်းများ၌လည်းအသည့်စိတ်ကင်းမဲ့သည့်အထိမူရစ်စေဝါတုံဆွဲထားသူအများစုပါဝင်ကြောင်း NUG ဝင်ကြီးချုပ်ယုံမှပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ဤပြောဆိုချက်အရသိရပါသည်။ဒါကြောင့်အာဓမစစ်သားစုဆောင်ခန့်ချားရသူတွေအနေနဲ့မူရစ်စေဆွဲပြီးရှေ့တန်းမှာအသက်သေခန့်ချားရတဲ့အထိမမိုက်မဲပဲရရနီနဲ့ ထွန်းလိုက်အင်အားစုတွေစီပူးပေါင်းကြဖို့တိုက်တွန်းပြောကြားလိုပါတယ်ဟုဦးနေဖုံးလက်ကအောက်တိုဘာ၁ရက်တွင်ပြည်သူ့နိုင်ငံတကာသို့သတင်းစကားပြောကြားရ၌ထည့်သွင်းပြောဆိုပါတယ်စစ်ကော်မရှင်သည်စစ်ရှုံးလာမှုကြောင့်ဒေသခံပြည်သူများကိုဖမ်းဆီးချုပ်နှောင်လူသားတိုင်းသက်ဘွယ်အုံပြုနေတယ်လို့တပ်သားများကိုလည်းမူရစေတုံစစ်တိုက်ခိုင်းသဖြင့်စစ်မှုထမ်းစုဆောင်မှုများနဲ့မပါဝင်စေရန်အထူးဂရုပြုတဲ့ကြောင့်တော်လိုင်းရေးအင်အားစုများကအသိပေးပြောဆိုထားပါတယ်။ထို့အတူအကြောင်းအမျိုးမျိုးကြောင့်အတင်းအဓမ္မစစ်မှုထမ်းခိုင်းစေခံရသည့်စစ်ကော်မရှင်တပ်သားများအနေဖြင့် မိမိတို့နှင့်နီးစပ်ရာတော်လည်ရေးတက်များထက်သို့ရာရာနီးဖြင့်လက်နက်ချအလင်းဝင်ပူပေါင်းကြရန်ကရင်မျိုးသားအစည်းအရုံး KNU နှင့် EOS များကလည်းတိုက်တွန်းအသိပေးထားပါသည်။လက်ရှိတွင်စစ်ကော်မရှင်သည်အသက်မပြေသူများအသက်ရွယ်ကြီးရင်သူများပါမကြံပြည်သူများကိုနှိယာဒေတာနှိညာမရွေးအတင်းအာဓမလိုက်လံဖန်စီငွေညစ်၍တက်သားတစ်စုဆောင်နေသလို၎င်းတို့၏ပြည်သူစစ်မှုထမ်းစစ်တင်တန်းသည်လည်းဟမတ်စင်၁၈ရက်ရှိနေပြီးတင်တန်းစစ်တက်သားတင်များကိုလည်းရှီတန်းပို့ဆောင်နေကြောင်းသိရပါသည်။ ကျမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်